်မင်္ဂလာပါရှင်ပညာဒါနရီဒီလေးတစ်ခုအနေဖြင့်လည်းကြိုဆိုလိုက်ပါတယ်ဒီနေ့မှာပြောကြမယ့်အကြောင်းအရာကတော့အားလုံးပဲနားထောင်နေကြလူလေးတွေဆိုသိပါတယ်တစ်ဖက်သူရဲ့သဘောထားခန်းစားချက် reading အမျိုးအစားဖြစ်ပါတယ်ဒီမှာကတော့သူက pick up by reading ဖြစ်တာဖြစ်တဲ့အတွက်ဘိုင်းလေးနှစ်ခုဆီမှာချပေးထားပါတယ် ဒီဘက်ကတော့ phi 1ပါဒီဘက်ကတော့ phi 2ပါ catly လည်း sin 2ပဲဆွဲပေးထားတယ်အဲ့တော့ဒီနှစ်ခုတူနေတဲ့အထက်ရတော့မှကိုယ့်ကိုပို့ပြီးဆွဲဆောင်မှုရှိတဲ့ phi လေးကိုရွေးချယ်ပြောင်းလာထားလို့ရပါတယ်เนาะဒါကတစ်ဖက်သူရဲ့သဘောထားခံစားချက်ဆိုပေမဲ့အချိန်ကန့်သက်ချက်ကရှိပါတယ်အခုကနေစပြီးတော့အခုဒီ video တင်ပြီးတဲ့နောက်ပိုင်း တလပေါ့နော်ရက်30အတွင်းမှာဒီတစ်ဖက်သူကကိုယ့်ဘောဘယ်လိုမျိုးခန်းစားချက်သဘောထားရှိနေမလဲဆိုတာကိုပြောပြပေးမှာဖြစ်ပါတယ်ရှင်အဲ့တော့စကားတွေအများကြီးမပြောတော့ဘဲနဲ့ကျမတို့ဖိုင်းလေးတွေရွေးပြီးတော့ပဲอืมတွားရောက်ပြောနှားထောင်လိုက်အောင်နော်ဘိုင်းဝမ်းလေးတွေမင်္ဂလာပါရှင်ဘိုင်းဝမ်းလေးတွေ အပေါ်ကိုပိုင်းဝန်းလေးတွေရည်ရွယ်ထားတဲ့တစ်ဖက်သူဒီညမှာတစ်ဖက်သူဆိုတာမိသူမဆိုကိုယ့်ရဲ့ဒီ romantic feeling ရှိတဲ့မိသူမဆိုပေါ့နော်ကြည့်လို့ရတယ်ဆိုတာဒါတော့ပြောနေချာပဲအဲ့တော့ကိုယ့်ရဲ့အိမ်နာမပဲဖြစ်ဖြစ်ကိုယ့်ရဲ့ချစ်သူကြီးသားပဲဖြစ်ဖြစ်ကိုယ့်ရဲ့ crush age မိသူမဆို saturation ship နော်ကိုယ်စိတ်ထဲမှာရှိနေတဲ့တစုံတစ်ယောက်ပေါ့နော်အဲ့ဒီလူကကိုယ့်အပေါ်ကိုကိုယ်ကစပြီးတော့နောက်တစ်လအတွင်းမှာဒီ video တင်တဲ့နေ့ကစပြီးနောက်တစ်လအတွင်းမှာဘယ်လိုမျိုးခံစားချက်သဘောထားတွေရှိနေမလဲလို့ကြည့်လိုက်တဲ့အခါမှာတော့ပေါ့နော်ဒါကတော့ခံစားချက် တဖက်သူရဲ့ခန်းစားချက်သဘောထားတိတက်တိတက် reading ပဲဖြစ်တယ်။သူ့ရဲ့ next action တွေသူ့ရဲ့သူကိုစီကိုဘယ်လိုလုံဆောင်ချက်တွေယူလာမလဲဒီ connection ကဘာတွေဆက်ဖြစ်မလဲဆိုတာတော့ဒီပညာဌာန reading မှာပါမှာမဟုတ်ဘူးပေါ့နော်။အဲ့တော့ခန်းစားချက်သဘောထားကိုကြည့်လိုက်တဲ့အခါမှာတော့သိချာတဲ့ဒီ connection ဒီ point one လေးတွေဒါ point one ပေါ့နော်။ point one လေးတွေရဲ့ connection မှာကอืมတယောက်နဲ့တယောက်ကဒီထဲမှာဆိုရင်ပေါ့เนาะဟို relationship RS ဖြစ်ခဲ့ပြီးသားလူတွေပါကောင်းပါမယ်เนาะ IS မဖြစ်ရသေးဘူးဆိုရင်တော့မှာသူနဲ့ကိုနဲ့မှာတေးကြတဲ့ဆက်သွယ်မှုဟိုတခုခုပတ်သက်မှုတော့ရှိတယ်ပြောချင်တာကဟို crush ဆိုရင်တော့မှာကိုကဟိပဲသူ့ကို jake crush ပြီးတော့သူ့အနေအလုံးဝအဆက်အသွယ်မရှိစကားတော့မပြောဘူးဟိုဘာမှတော့မသိပဲနဲ့ crush နေရတဲ့လူမျိုးမဟုတ်ဘူးပေါ့ကွာကျွန်တော် dealing တခုခုပတ်သက်ခဲ့ပြီးသားအနေထားတခုခုရှိတဲ့လူတွေဒီပိုင်းကိုပို့ပြီးတော့ရွေးချယ်မိလိမ့်မယ်ဘာလို့လို့ပြောတာလဲဆိုတော့ဒီနေ့အောင်မှာက နော်ကဲဒီ relationship တစ်ခုကိုအနည်းငယ်လေးပတ်သက်မှုမရှိဘူးဆိုရင်တော့မပတ်သက်မှုတစ်ခုရှိခဲ့ဘူးတာဖြစ်တာဖြစ်တဲ့အတွက်သူနဲ့ကိုယ်နဲ့ချာမှာဘယ်လိုမျိုးဂျေဇက်တစ်ခုရှိရဲဆိုတာကိုလက်တွေ့ကြာကြာသိပြီးသားလူတွေပေါ့နော်ဒါပေမဲ့ဒီမှာကအဓိကဖြစ်နေတာကလက်တလုံးမှာအဆင်ပြေနေလားဆိုရင်တော့ပြေတင်းတလောက်တော့အဆင်ပြေမနေဘူးတွေ့တယ်တချို့ဒီ connection ကအဆင်ပြေနေရင်တော့မှလူချင်းဝေးနေရမျိုးတွေရှိမယ်နော် ကျမပြောချင်တာဒီနေ့နော်သဘောပေါက်လာတော့မသိဘူးဒီနှစ်ယောက်တည်းလူလက်တလုံး break ဖြစ်တာနော်စကားများရံပြစ်ထားတာလမ်းခွဲထားတာ ghost ဖြစ်နေတာအဲ့လိုအနေထားမျိုးတွေတွေးရင်းနေအနေထားမျိုးတွေမရှိဘူးဆိုရင်တော့မှတယောက်နဲ့တယောက်လွှမ်းနေရတဲ့အနေထားတွေတွေ့တယ်သူကအထူးသဖြင့်ကိုယ့်ကိုလွှမ်းနေဒါဘာလို့လွှမ်းတာလဲဆိုတော့တချို့ကတော့ဖြစ်နိုင်တာပေါ့လူချင်းဝေးတယ်တချို့ကကြောက်လေလူချင်းနှီးနေရင်တော့မှအချိန်ပြည့်ပေါ့နော်ကိုယ့်ကိုအချိန်မပေးနိုင်ဘူးကိုယ်နဲ့ဆိုရင် တချို့ကပေါ့ကွာဟိုပုံမှန်ကိုကဟိုအလုတ်ရဲ့အလုတ်အလုတ်ကြောင်ပေါ့နော်သဘောတဘာဝကြောင်လူချင်းငယ်နေလေးခွဲနေရတာဟိုပြောချင်တာကတချို့တချို့ relationship တွေဆိုရင်တော့မအမြဲတမ်းမတွေ့နိုင်တဲ့ relationship တွေပေါ့နော်ဘာလို့လဲဆိုတော့တချို့ပုံမှန်ကိုကသူနဲ့ကိုနဲ့ကဟို ADHD လေးတွေဖြစ်ရင်ဖြစ်မဖြစ်ရင်အလုတ်ရဲ့သဘောတဘာဝကတချို့တွေရှိတယ်လीနော်ဟိုခီးမြတ်မြတ်ထွက်ရတဲ့အလုတ်တို့ အလုတ်ကသူ့အလုတ်တခြားကိုအလုတ်ချက်ကြနေရာတွေကိုကွာနေတာဖြစ်တာဖြစ်တဲ့အတွက်အမြန်တမ်းမတွေ့ရဘူးပေါ့နော်တစ်ပတ်မှာတစ်ခါတစ်လမှာတစ်ခါအင်းနှစ်ပတ်မှာတစ်ခါအဲ့လိုလေးပဲတော့ဒိတ်ဖို့သီးတန့်ကိုလုတ်ပြီးကျန်တဲ့နေ့တွေမှာတွေ့တော့လေခဏပဲအချိန်ပေးနိုင်တယ်ကျန်တဲ့နေ့တွေမှာတော့ဟိုဝေးကွာနေရတယ်ပေါ့အဲ့ဒီခန်းစားချက်ကိုဆရာမဒီမှာရတယ်နော်ဆိုတော့အဲ့လိုလေးကြောင့်ဘလို့ပဲဖြစ်ဖြစ်သူကကိုဒီတစ်လအတွင်းမှာလည်းအဲ့လိုလွမ်းဆွနေရတဲ့အချိန်လေးကများတယ်ပေါ့ဒါကတော့တစ်ဖက်သူရဲ့သဘောထားပုံများတာပေါ့ နော်ကိုယ့်ဘက်ကခန်းစားချက်ကတော့ကိုကတော့သိမှာပေါ့နော်အဲ့လိုလူတွေပါမယ်တအဲ့ဒီဟာအပြင်ပေါ့နော်ဒီနှစ်ယောက်က relationship နှစ်ယောက်သားအဆင်ပြေနေတယ်ဆိုတော့လူတွေတောင်မှဒီမှာတော့လေအဆင်ပြေနေတဲ့လူလေးတွေကိုပို့တွေ့တယ်နှစ်ယောက်သားအဆင်ပြေတယ် ဒါပေမဲ့ဆွမ်းနာအကြောင်းရင်းတစ်ခုကြောင့်ဝေးကွာရမယ်နံပါတ်၁နောက်တစ်ခုကကြတော့အဲ့ဒီဝေးကွာတဲ့အပြင်ကိုနှစ်ယောက်သားကြားမှာပေါ့နော်ကွဲပြားခြားနားမှုတွေရှိနေမယ်ပေါ့နော်မဖြစ်နိုင်နဲ့မဖြစ်ပေါ့နော်အခုချိန်မှာကဝေးကွာရတဲ့ဆိုတဲ့ကဝေးကွာရဲ့ဆရာအကြောင်းရင်းတွေရှိနေလို့ပေါ့ဥပမာဆွမ်းနာပြောတဲ့အလုတ်ကိစ္စဆိုရင်လည်းအလုတ်ဆိုတာကလည်းဘဝရဲ့အကြောင်းရင်းတစ်ခုပဲဖြစ်တာဖြစ်တဲ့အတွက်အဲ့ဒီအလုတ်ကအချီးကြီးကြောင့်တော့ဒီအလုတ်ကိုစွန့်ခွာပြီးတော့ငွေမရှာလို့မရဘူးလေနော်ဆိုတော့ ဒါအလုတ်ဆိုတဲ့ကိစ္စကလည်းသူ့ဘက်မှာလည်းအလုံရှိမယ်ကိုယ့်ဘက်မှာလည်းအလုံရှိမယ်အဲ့ဒီအလုတ်တွေကလည်းอืมဘယ်လိုပြောဒီအချီကိုဟိုနှောက်ရှက်နေရဲဆိုပေမဲ့အဲ့ဒီအလုတ်ကိစ္စကိုလည်းဖယ်ထုတ်လို့မရဘူးပေါ့ဒါဒါအလုတ်ကြောင့်ဝေးကွာရဲ့လူတွေเนาะနောက်တစ်ခုကကြတော့အဲ့ဒါအပြင်ဒါဒီ မဖြစ်နိုင်ဘူးမဖြစ်သင့်ဘူးဆိုတဲ့အနေအထားတွေဒီ connection မှာရှိတယ်ပေါ့နော်ဟိုပြောချင်တာကခုနလိုမျိုးအလုတ်ကြောင့်ဆိုရင်လည်းလူချင်းဝေးတယ်တကယ်တော့လူချင်းကအဆင်ပြေတယ်လူနော်အတူတူနေချင်းတယ်နီးစပ်ချင်းတယ်တွားပြီးတွေးလိုက်ချင်းတယ်ဒါပေမဲ့တွေးလို့မှမရတာဒီလိုအခြေအနေတွေကဒါကိုကိုယ်တိုင်ဖန်တီးလို့ဖန်တီးယူ ကိုယ့်ရဲ့ထိန်းချုပ်နိုင်စွမ်းအားထဲမှာနှစ်ယောက်စလုံးမှာမရှိကြဘူးလေနော်အလုပ်ဆိုတာလည်းလုပ်ကန်ရှိတဲ့နေရာမှာလုပ်ရတာ哦နော်အဲဒါဒါလေးကတခြားနောက်တစ်ချောင်းကတချို့တွေလည်းအလုပ်အလုပ်ကြောင်အပြင်တခြားကိစ္စတွေပါဒီ connection ချားမှလေလူလူနှစ်ယောက်ကရမ်းအဆင်ပြေလို့ဆင်မခံစားနေရတာကွာတယောက်နဲ့တယောက်ကရမ်းအဆင်ပြေတယ်ဒါပေမဲ့တခြားတတိယအကြောင်းရင်းတွေပေါ့ဆင်မတို့လွယ်လွယ်ပြောရင်တော့တတိယအကြောင်းရင်းတွေရမ်းများတယ်နံပါတ်1ကဒီ career နဲ့အလုပ်ပေါ့နံပါတ်2ကနောက်တစ်ခုကကြတော့တခြားအကြောင်းရင်းတွေကိုရှိနေတာဘယ်လောက်တောင်အကြောင်းရင်းတွေရှိတယ်ဆိုတော့အဲ့လူတွေကလူတွေဖြစ်နိုင် ဲ့လူပေါ့နော်လူလူပုံကိုယ်တွေအဲ့လူပုံကိုယ်တွေကကိုရီးနှောက်ကိုစောင့်ကြည့်နေတာကိုရီးနှောက်ကိုသဘောမတူတာတချို့ကမိသားစုအတိုင်းဝိုင်းဖြစ်နိုင်တယ်တချို့ကကြတော့တငယ်ချင်းမိတ်ဆွေအပေါင်းအသင်းတွေဖြတ်နေရတော့အများကြီးပေါ့နော်ကိုရီးနှောက်ကိုဟိုဘယ်လိုပြောရမလဲဟို မလိုလားတဲ့အကြောင်းရင်းတမျိုးမျိုးကြောင့်မဖြစ်တင်တဲ့အကြောင်းရင်းကြောင့်သဘောမတူကြတဲ့လူတွေရှိတယ်လို့တချို့ကကြတော့လဲမနာလိုတာတချို့ဒီလိုလေးတွေပေါ့နော်ဘလိုပဲဖြစ်ဖြစ်အကြောင်းရင်းတမျိုးမျိုးကြောင့်ဒီလိုမျိုးပေါ့နော်မွေးလို့အဲ့လိုနောက်ကျောထားမဲ့ဓာတ်နဲ့ထိုးမဲ့လူတွေအနေများတဲ့အရာတွေအများကြီးပဲရှိနေတယ်နော်တချို့ကကြတော့လဲဒီမှာပေါ့နော်ဒီမှာဟိုဒီနှစ်ယောက်ရဲ့ဈာမှာတတိယလူတွေတတိယလူဆိုတာပေါ့နော်သူ့ဘက်ကိုယ့်ဘက်မှာမရှင်းမလင်းတဲ့ဟို connection นี่ရှိနေတာပေါ့ဒါမျိုးကြီးလည်းဖြစ်နိုင်တယ်เนาะဒါကုန်းနဲ့ကြိုက်တာယူပါဘာလို့လို့ပြောရလဲဆိုတော့ဒီမှာကဘလို့ပဲဖြစ်ဖြစ်အဲ့ဒီ machine လင်းတဲ့အကြောင်းအရာတွေကို machine လင်းရသေးလို့နှစ်ယောက်သားကအရင်နီးစက်လို့ရရတာနဲ့အဆင်ပြေလိုက်တာနဲ့လူချင်းအဆင်ပြေလိုက်တာနဲ့ connection ချောင်းကိုအဆင်လို့ပေါင်းဖက်လို့မရသေးတာနီးစက်လို့မရသေးတဲ့အနေဒါမျိုးတွေဒါတွေ့ရတယ်เนาะကျွန်မလေဒါဘာလို့ခဏခဏထပ်ထပ်လဲလဲပြောလဲဆိုတော့ဒါဒီတစ်ဖက်သူရဲ့သဘောထားခန်းစားချက်ပဲဖြစ်တာဖြစ်တဲ့အတွက်သူ့စိတ်ထဲမှာတော့ကိုယ်ကိုလေချစ်တယ်ကိုနဲ့ကိုယ်ကိုသတိရတယ်လွမ်းဆွေးတယ်ဖြစ်နိုင်ရင်လေကိုနောက်မှ မနေချင်ပေမဲ့နေလို့မရတဲ့အနေအထားမျိုးတွေအများကြီးပဲတွေ့ရတယ်။အဲဒီမှာတချို့ဆိုရင်လည်းကိုနဲ့လို့လက်ထက်ချင်တဲ့ကိုနဲ့ပေါင်းသင်းချင်တဲ့ချစ်သူရေးသားမဖြစ်ဖြစ်သီးသားလူတွေများပါတယ်။ဒါပေမဲ့ချစ်သူရေးသားဖြစ်ပြီးလို့အဆင်မပြေလက်တလုံးမှာပေါ့နော်။ချစ်သူရေးသားဖြစ်ပြီးလို့ခဏအဆင်မပြေနေတဲ့လူတွေဆိုရင်တော့မှပိုအဆင်ပြေတဲ့အနေအထားတစ်ခုတက်လှမ်းချင်တယ်။ဒါပေမဲ့တက်လှမ်းလို့မရတဲ့အကြောင်းရင်းတွေအရာကြီးပေါ့နော်။ ကျွန်တော်တတိယတတိယအကြောင်းရင်းနေအရင်များတယ်။သူ့ရဲ့ခန်းစားချက်ကအဲ့ဒီဟာလေးတွေရောပြုံးပြီးကိုယ့်ကိုခွဲနိုင်လားဆိုတော့မခွဲနိုင်ဘူး။ဘာလို့လဲဆိုတော့ तू ကလေကိုယ့်ကိုလေဒီလူလေးနဲ့မှာနော်အချစ်အချစ်စစ်လို့ तू ခန်းစားရတာ။နောက်တစ်ခုကကြတော့လေသိကြတဲ့ဒီလူတွေကလေဒီဒီကုကုဒီရီဒီယံကြည့်ငယ်ပိုင်းဝန်းလေးတွေကတစ်ဖက်သူနဲ့မှာဟိုအချစ်တအချစ်တဲ့တမားတွေပုံများလေအချစ်တဲ့ဆိုတာသဘောပေါက်လားဒီမှာ h တွေကအာအာဘယ်လိုပြောမလဲကိုကဒီတစ်ဖက်သူအတွက် ကိုကိုကိုအတွက်ကဒါလောင်းနော်ကိုကတစ်ဖက်သူအတွက် new left ပါ new left ဆိုတာဒီမှာနှစ်မျိုးရှိတယ်အဲတချို့อ่ะကြတော့တစ်ဖက်သူမှာအရင်တော့အတိတ်မှာချစ်သူတွေရီးသားတွေအချစ်ဦးတွေအမျိုးမျိုးရှိခဲ့လိမ့်မယ်ပေါ့နော်အဲတချို့อ่ะကြတော့လဲဒီ committed relationship တွေတောင်ရှိရင်ရှိခဲ့နိုင်တယ်နော်အဲဒီလိုမျိုးအရာတွေပေါ့နော်တာတော့ကိုနဲ့ kait ထားယူအိမ်တော်ရေးမှဆိုရင်လဲတချို့อ่ะကြတော့ဒီအိမ်တော်တစ်ခုတည်းဟိုတောင်ဝင်ပြီးသားလူတွေရှိကောင်းရှိမှာဘလို့ပဲဖြစ်ဖြစ်ကိုကကြတော့သူတို့အတွက်လေတမှုထူးခြားပြောစိတ်လှုပ်ရှားစိတ်လှုပ်ရှားစရာကောင်းပြီးတော့အရင်ကနော်ဒီဆရာမတော့ပြောခြင်းလိုပါကြည့်ပြီးစကားတွေပေါ့ပြီးတော့ ောင်စိတ်လှုပ်ရှားစရာကောင်းတဲ့တကယ် romantic feeling တွေကိုကိုနဲ့မှသူရတဲ့ပြောချင်တာတကယ်အချစ်စစ်လို့ခံစားရတဲ့တက်လွင်တောက်ပနေတဲ့အချစ်တခုကိုခံစားရတာကိုနဲ့မှပေါ့နော်အဲ့ဒီလူမျိုးလေးနဲ့ တွေ့တွေ့လိုက်တယ်ပေါ့တွေ့တဲ့အခါမှာ तू အဲ့လိုခံစားရတာပေါ့နော်ဒါ तू သူ့ဘက်ကခံစားကြတယ်နော်အဲ့လိုခံစားရတယ်အဲ့တော့သူ့အတွက်ကတော့ကိုက new person ပဲဒါကြောင့်လည်းအဲ့လိုဖြစ်မှာဖြစ်မယ်ပေါ့နော်ဟိုပြောချင်တာသူ့မှာအရင်လူဟောင်းနေရှိခဲ့တာဒါဒါနှစ်မျိုးတော့တချို့ကကြတော့လူဟောင်းနေတော့ရှိခဲ့တာမှန်တယ်အဲ့လူတွေနဲ့လည်းဟိုပြီးဆုံးခဲ့ပြီပေါ့နော်ကိုကိုကတော့ အချစ်တစ်ပဲအခုပြောချင်တာကိုယ်ရွေးချယ်ရင်လည်းရွေးချယ်လို့ရတယ်သူကလွတ်လွတ်လပ်လပ်ရှိနေတဲ့လူတွေပါမယ်ဒါပေမဲ့ချစ်ချင်းမရွေးချယ်နိုင်တာလေအဲ့ဒီအချစ်တစ်ကြောင့်ပဲဘာလို့လဲဆိုတော့သူ့အတိတ်မှာဒဏ်ရာတွေရှိခဲ့တယ်အဲ့ဒီဒဏ်ရာတွေနဲ့ကိုယ်နော် ပြီးတော့အဲ့လိုချစ်ချင်းမေတ္တာရဆာမတူတဲ့ပုံစံလေးကိုကိုကရလာတော့ကို့အတွက်ကတော့ new သူ့အတွက်ကတော့ကိုက new ပဲ new ဆိုတာကတခါတလေကျရင်လူဆိုတာကအစ်စ်ဆိုတဲ့အရာတွေကိုလည်းကြောက်ကြရလေနော်ပြောင်းလဲရမှာတွေကိုကြောက်တယ်အစ်စ်ဆိုတဲ့အရာကလည်းအခုသာပဲငါ့ကိုဒီလိုခန်းစားချက်တွေပေးနေတာတကယ်တမ်းမတည်မြဲရင်ဘယ်လိုလုပ်ပါမလဲနော်အရင်လူတွေပဲအစင်မပြေဖြစ်ရင်ဘယ်လိုလုပ်ပါမလဲလို့တွေးတာတွေလည်းရှိကောင်းရှိမယ်ဘယ်လိုပဲဖြစ်ဖြစ်တော့ သူ့ရဲ့ခန်းစားချက်မှာကိုကသူ့အတွက်အချစ်တစ်တွေမွေးဖွားစေတယ်နောက်တစ်ခါကျတော့အရန်ကောင်းနေပေါ့နော်တကယ်အချစ်စစ်ချစ်မှန်ကိုဘဝတဘဝလုံးမှာသူချစ်ချင်းမေတ္တာကိုခန်းစားဘူးတာဒီလူနဲ့မှာပေါ့နော်ချစ်ချင်းမေတ္တာဆိုတာအစ်စ်နော်ချစ်ချင်းမေတ္တာချစ်ချင်းမေတ္တာအစ်စ်ကိုခန်းစားဘူးတာသူကိုယ်တိုင်ကလည်းချစ်တာသူ့ကိုလည်း ကောဒီကြည်နေတယ်ဒီဗီဒီယိုကြည်နေပိုင်းဝင်လေးတွေချစ်ပေးတာကိုလည်း तू သိတယ်အဲ့ဒီဟာတွေ तू ခံစားဘူးအဲ့တော့ပြောချင်တာလေဒီမှာကဒီပိုင်းဝင်လေးတွေမှာတော့နီကုန်ချောင်းရဲ့နှစ်ဖက်ရှိနေလိမ့်မယ်တစ်ဖက်မှာတော့မဖြစ်တင်ဘူးမဖြစ်နိုင်ဘူးဆိုတဲ့အကြောင်းရင်းနေကြောင်းဝေးကွာနေရတယ်အနောက်ဆက်တွေလည်းရှိရဲ့နော်အဲ့ဒီနောက်ဆက်တွေကလည်းနော် तू ရောကိုရောအန်နီရတော်တော်ပြနိုင်မယ်အတိုင်းနိုင်ပြီပေါ့နော်အများကြီးပဲကွဲပြားချမ်းသာမှုတွေလည်းနှစ်ယောက်သားချင်မှရှိပေမဲ့လေချစ်ချင်းမြတ်တာတစ်ခုကကြတော့ဘယ်အရွယ်ဘယ်တက်ပဲဖြစ်ဖြစ်ဘယ်ချိန်မဲဖြစ်ဖြစ်အခုမှလာဆုံးနေချစ်ချင်းမြတ်တာတစ်ခုကအရန်စစ်မှန်တယ်လို့နှစ်ယောက်စလုံးခံစားရတာအထူးသဖြင့်တော့သူ့ဘက်ကပူခံ စားရတာပါဘာဖြစ်ဆိုသူ့ဘက်ကဒါသူ့ဘက်က feeling ကြည့်တာဟိုဒီ buy one လေးတွေ feeling ရတော့ဟိုဆင်မမဖတ်မိဘူးလေနော်ဒါကို feeling တော့ကိုသိမှာပေါ့ဆိုတော့အဲ့ဒီဟာလေးအဲ့ဒီဟာလေးတွေကိုသူကခံစားနေရတော့အချစ်နဲ့နှလုံးသားနဲ့ဒီဒီဒါအရေးသုံးစကားပြောရရင်နော်နှလုံးသားနဲ့ဥနောက်ကြောက်ဒုံ ရာများနေတဲ့တွေးလေးတော့သူ့မှာရှိတာပေါ့နော်လက်တလောက်ဟာတာဒီတလအတွင်းကတော့အဲ့လိုတွေရှိနေုံမယ်အဲ့တော့ဒီဘိုင်းဝန်လေးနဲ့ကိုက်ရင်တော့သူ့ဘက်ကဘယ်လို action တွေယူလာမလဲဘယ်လိုပုံစံတွေပေါ့နော်နောက်ပိုင်းတွေမှာဆက်ဖြစ်လာမလဲဒီ condition ကဘယ်ကိုဆက်သွားမလဲဆိုတာဘယ်ကိုဥတည်နေလဲဆိုတာသိချင်ရင်တော့ဆီမရှိမှာ number 5 package လေးတွေနဲ့လည်းအကျိုးဝင်နေเนาะအဲ့ဒီဟာလေးမျိုးတွေပေါ့ဒီဘိုင်းဝန်နဲ့ energy ကိုက်တယ်လို့လည်းဆက်သိချင်တယ်ဆိုရင်တော့မီးလို့ရပါတယ်ရှင်နော်အဲဒီရပိုင်းဒီရပိုင်းဒီမှာ အာ emergency reading ပေါ့နော်24နာရီအတွင်းဖတ်ပေးတဲ့ reading တို့၃ရက်အတွင်းဖတ်ပေးတဲ့ reading တို့အဲ့ဒါလေးတွေလည်းပြန်ဖွင့်ပေးထားပါမယ်နော်ဒီအပိုင်းနည်းနည်းလေးအာအားသွားပြီပေါ့နော် အားသွားပြီဒီဆရာမကလည်းအားဖို့အရေးကြီးတယ်နောက်လူကကြနေကောင်းဖို့အရေးကြီးတယ်နော်တချို့တချို့ reading တွေလေးဟိုလေအာနာပါတယ်ကျွန်မဘက်ကလေရုတ်တရက်နေမကောင်းဖြစ်ရင်ဖြတ်ပေးရတာမျိုးတွေရှိရောလေအာနာပါတယ်အဲ့ဒါလေးတွေဖြတ်ပြရတယ်ဆိုတော့ရက်ကလေးနဲ့နဲ့ရှူရတာပေါ့နော်ဒါမှမဟုတ်တော်တော်များများနားလည်ပြီးသဘောပေါက်ဟိုနားလည်မှုရှိကြပါတယ်ဟိုကျွန်မအမြဲတမ်း request လုပ်ပြီးတော့ဟိုအမြဲတမ်းဆိုတာလေဟိုဒီတိုင်းမပြောမဆိုတော့ဟိုဟာလေ booking ပေးထားရက်တွေကိုမရှူပါဘူး request လုပ်ပြီးတော့ပဲရှူရတာသူတို့ဘက်ကဘယ်လိုမှအဆင်ပြေဘူးဒီပေးထားတဲ့အချိန် ိန်အတွင်းမှာပဲကြည့်ကိုကြည့်ပေးခြင်းဈေးခြင်းနဲ့ဆိုရင်တော့စူးစမ်းပြီးကြည့်ပေးပါတယ်။အဲတော်တော်များများအောင်အဲ့လိုမျိုးဟိုရက်ရွှေရင်လည်းလက်ခံကြတဲ့လူတွေများတယ်။ဘာလို့လဲဆိုတော့ကျမကိုယ်တိုင်ကလည်းညီမကောင်းတဲ့အချိန်တို့ energy ရန်ရှုံတဲ့အချိန်ကိုဖတ်ရင်ကိုယ့်ရဲ့ဒီမကောင်းတဲ့ energy တွေကဒီ reading မှာတော့တက်ရောက်မှာကြောင့်လို့မဖတ်ပေးခြင်းလို့လေ။အဲ့လိုမျိုးလေးလေးဟိုဖြစ်တာလည်းရှိပါတယ်လို့နော်။ဒါလေးတွေကတော့ဒီမှာကြုံလို့ဟို request လောက်တာပါเนาะတထည့်သွင်းပြောကြတာပါအဲ့တော့ဒီ တတော်များများတော့ booking ရက်အတိုင်းကြည့်ပေးနိုင်တာများပါတယ်ကြည့်ပေးနိုင်တဲ့ရက်ကိုပဲလဲပေးတာဆိုတော့လေနော်ရုတ်တရက်အရေးပေါ်ဆင်မဘက်ကတခြားအချိန်တွေအဓိကတော့ကျန်းမာရေးကြောင့်ဖြစ်တာများပါတယ်အလုပ်ကြောင့်ကတော့အချိန်ရွှေ့လို့ရတယ်ကျန်းမာရေးကြောင့်ဖြစ်တာများတယ်ကျန်းမာရေးကလည်းအခုချိန်မှာရာသီဥတုအပြောင်းလဲနေအခုတော့မှထဲမှာဒီမှာနှာတန်းနေပါနေအဲနားထောင်လို့အဆင်ပြေရလားမသိဘူးပေါ့နော်ဒီမှာရာသီဥတုကမိုးရွာလိုက်ဆောင်းနှွေလာနှွေရနှွေတော့မဟုတ်ဘူးဒါပေမဲ့ပူလူလူကြီးရလဲပူပူတဲ့ခန်းစားချက်ကလည်းရှိနေတော့မှမိုးရွာလာ ေးလိုက်ဆိုနှာခေါင်းရတယ်နှာခေါင်းအခြေတင်းမကောင်းတော့ဆိုတော့အဲ့ဒါလေးရတော့ရှိပါတယ်လို့ဆိုဘယ်လိုပဲဖြစ်ဖြစ်ပါအဲဟိုဟိုအားလုံးပဲနေကောင်းချမ်းသာကြပါစေပေါ့နော်။ဟိုစိတ်တွေလည်းအဆင်ပြေကြပါစေ။နှစ်နှစ်တစ်ခုလည်းကုန်တော့မယ်။2025ကုန်ပြီးတော့2026မှာကောင်းချင်းနေဆောင်နေပြီ။အဲ့လိုပဲကျမတို့ယူဆရုံလဲယုံကြည်ရင်လဲယူဆ။ နော်။အဲ့တော့26ကအခြေရေကန်ကောင်းမနဲ့။အဲ့တော့အဲအဲအဲ့ဒီ energy လေးကိုပဲတည်သွားပြီးတော့ဘလောက်ပဲဒီကာလတွေမှာအဆင်မပြေဖြစ်နေနေကြောပြနိုင်ကြပါစေလို့နော်။တက်တာပါရှင်။ဘိုင်းတူလေးလို့သွားလိုက်ပါတော့မယ်။ဘိုင်းတူလေးတွေမင်္ဂလာပါ။ဟုတ်ပါလေ။ reading မဟုတ်ဘူးဒူလာပါ။ ခံစားရတာပိုင်းဝန်လေးတွေတုန်းကလေဒီလေးအလုတ်ကင်ငွေကြီးဆိုတဲ့အရာတွေကိုထည့်ပြီးဟောခဲ့တယ်ဒါပေမဲ့အလုတ်ကင်ငွေကြီးကတ်တော့မကြလာပဲမဲ့ခံစားမိလို့ပေါ့နော်ပိုင်းတူးလေးတွေလည်းအဲ့လိုပဲ energy ကတော့ခက်စစ်စင်နေတူတယ်ပိုင်းဝန်မယူရီပိုင်းတူးပဲယူရီဒါပေမဲ့ကွဲပြားခြားနားမှုတွေရှိတယ်အဲ့တော့ပိုင်းဝန်ကတော့တည်ကြတယ်ဟိုနော်ဟိုနည်းနည်းဝေးกว่าနေရတယ် ADIS လေးတွေများမယ် ADIS မဟုတ်ရင်တော့အကြောင်းရင်းတစ်မျိုးကြောင့်ဝေးกว่าနေရတာပိုင်းတူးကတော့อืมလာပြီလာပြီဆိုတော့ပိုင်းတူးပိုင်းတူးကတော့ 8D also ပြီးပို့ပြီးတော့အတိတ်ကလူတွေကိုပြန်ပြီးတော့ manifestation လုပ်နေ လူတွေဒါမှမဟုတ်ချင်းရုတ်တရက်ချက်ချင်းကိုအတိတ်ရောက်သွားတာဘာလို့အတိတ်ရောက်သွားလဲဆိုတော့ရုတ်တရက်ချက်ချင်းကိုအစီအမပြေနေဖြစ်ကြပြီးတော့အဲဟိုစကားများခဲ့တာနော်ရန်ဖြစ်ခဲ့တာဒါမှမဟုတ်ချင်းဘာမှမပြောမဆို ghost သွားတာ break 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 နော် break ခဏလေးနားကြရအောင်လို့ပြောသွားတာအဲ့လိုအဲ့လိုအုပ်စုတွေညားမယ်နော်အစီအပြေနေတဲ့လူတဲ့ပိုင်းဝင်းတော့ဟာတိ ထင်းထင်းရှားရှားယူထွက်လာတာလူမြောက်ကအဆင်ပြေတယ်တပ်ပါဆန်လေးတတိယလူလေးတတိယအကြောင်းနဲ့ကြောင့်အဆင်မပြေတာပိုင်တူကကြတော့ကိုရီးနီးယားကိုကနည်းနည်းကတော့ကစဖြစ်နေတဲ့လူတွေပါမယ်ပေါ့နော်အဲ့တော့ဒါပေမဲ့ဘလို့ပဲအဆင်မပြေဖြစ်ခဲ့ဖြစ်ခဲ့ဒီမှာကြည့်ပါဦးပိုင်တူလေးရဲ့တစ်ဖက်သူကပြောနေပြီးမှအရင်ဆုံးကိုပြ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 ယူနော်ထွက်လာတာ left left science လေးရတန်းထွက်လာတာဒါဘာပြောရလဲဆိုဘလောက်ပဲနှစ်ယောက်သားကြမှာเนาะစကားများပြည်ပြည်ရန်ဖြစ်စကားများအဆင်ပြေဖြစ်နေဖြစ်နေเนาะအခုချိန်မှာလူခဏလေး break ယူထားတာပဲဖြစ်ဖြစ်ဝေးကွာနေရတာပဲဖြစ်ဖြစ် no contact เนาะအဆက်အသွယ်မရှိဘူးပဲဖြစ်ဖြစ်တစ်ဖက်သူကကိုယ်ရန်ချစ်ပါတယ်ရှင်เนาะချစ်ချစ်တာเนาะချစ်ကိုကြည်တာချစ်ချင်းမြတ်တာတကူရှိကိုရှိရ သူကပြီးတော့ကိုယ့်ကိုလေအဲ့လိုကုလို့အဆင်မပြေဖြစ်ခဲ့တာဖြစ်တဲ့အတွက်အဲ့ဒါခဏလေးငါတို့ခဏလေးအချိန်လေးစောင့်ပြီးတော့အချိန်ကောင်းခါကောင်းတခုခဏလေးစောင့်အောင်တီးခံပေးပါလို့သူပြောချင်နေတယ်နော်အာဟုတ်တယ်နှစ်ယောက်သားချာမှာအဆင်မပြေဖြစ်သွားတော့သိကြတယ်အဆင်မပြေဖြစ်သွားတဲ့လူတွေဒီပိုင်းတို့ကိုလာကြည့်မိလိမ့်မယ်အဆင်ပြေလို့လာအဆင်ပြေတဲ့လူတွေကတော့ပိုင်းဝန်းကိုရွေးမိရွေးမိလိမ့်မယ်နော်နှစ်ယောက်သားအဆင်ပြေနေတယ်ဆိုတဲ့လူတွေကတော့ပိုင်းဝန်းကိုရွေးခေါင်းရွေးမိလိမ့်မယ်ညီမ ပိုင်းဝိုင်းပိုင်းဟွန်းလိုလိုပိုင်းတူးလိုလိုဖြစ်နေလူတွေလည်းပါရင်လည်းကိုနဲ့ဖိနေရအနေကြီးကြိုက်မလဲကြည့်ကြည့်လိုက်ပေါ့နော်ဆိုတော့ဒီမှာတော့သေးကြတယ်ဆရာမပြောပြတာအတိတ်ကလူတွေ ace လိုလူမျိုးတွေ ace ကို manifest လုပ်နေလူတွေလည်းပါမယ်ဒီဒီပိုင်းတူးမှာပုံများမယ်ပေါ့နော်အဲအဲ့လူတွေက तू အရင်ချစ်တယ်ကို तू ကိုရှိကိုပြန်လာဖို့ तू စိတ်ထဲမှာရှိတယ်အချိန်ပြည့်ရှိရယ်နော်ဒါပေမဲ့ तू ကိုချစ်ချင်းပြန်လာအောင်မလားဆရာမကြီးဆိုရင်တော့ထင်ရတာတော့ဒီဟောလေးကလုံနေ ထင်ရတာတော့အခုတလအတွင်းမှာတော့ action ကိုကြည့်တာမဟုတ်ခန်းစားချက်သဘောထားအားဖြင့်တော့ပြန်လာမလားပြန်မလားကမသိကြဘူးဘာလို့လဲဆိုတော့ဒါက action ကိုကြည့်တာမဟုတ်ဘူးလေနော်သူ့ရဲ့ဘလို့လှုပ်ဆောင်ချက်တွေ next action တွေကိုသိကျင်တော့ဒါဆရာမရှိမှာတော့ဟော နောက်ပိုင်းမှာပြဒါနာရီတွေပြန်တင်ပေးမယ်ဒါမှမဟုတ်ရင်လည်းဆင်မရှိဘူးဒီပိုင်းတူးလေးနဲ့ energy ကိုက်တဲ့ဆိုရင်တီးတန်လေးလာမိမှာပဲရမယ်ပေါ့နော်ဒီမှာတော့ဘာကိုပြောချင်တာလဲဆိုတော့ဟိုအောင်ပြောချင်တာခန်းစားရတဲ့ဘောရာဆိုတော့သူကလေကိုနဲ့ပြန်အစဉ်ပြေဖို့အချိန်လေးစောင့်နေရတွေ့တယ်ပြီးတော့ကြတော့သူ့အတွက်ပေါ့နော်သူ့အတွက်ကိုကတကယ်ကိုပေါ့နော်အတိတ်မှာ memory card နေရှိခဲ့တယ်ဒါမဲ့ memory card အပြင် ချစ်လက်ချစ်တဲ့နာကျင်စရာလေးလည်းတွဲပါနေတဲ့လူမျိုးပေါ့နော်အဲ့ဒါလည်းခံစားချက်ရှိတယ်ပြီးတော့ဒီနှစ်ယောက်ကြာမှာကတဖက်သူရဲ့ဒီတလအတွင်းမှာခံစားချက်ကအလုတ်ကန်နေငွေကြီးတွေကလည်းဒီနှစ်ယောက်ကြာမှာအရင်ကအနောက်ချက်လူမျိုးအနောက်ချက်လိုပဲမြင်နေဘာလို့လဲဆိုတော့ဒီမှာလေအဲပို့ပြီးတော့ နာအလုတ်ကင်ကိုရေးကြီးကြောင့်ဒါအဆင်မပြေဖြစ်နေကြတာမို့လားဆိုတော့သူကလေဒီချိန်မှာ financial problem တွေ financial issue တွေရှိနေပေါ့နော်ငွေကြီးကျက်တဲ့တော့ဒီချိန်ကိုသူဦးစားမပေးခြင်းတည်းဦးစားမပေးနိုင်တဲ့အချိန်မှာကိုနဲ့အဲ့ဒီအရာတွေကြောင့်ကရောက်စားဖြစ်နေရလဲပါမယ်ဒီမှာကတချို့ဆိုရင်အိမ်အောင်ရှင်နေတော့ပါလိမ့်မယ်အိမ်အောင်ကြီးထဲမှာလည်းအဲ့လိုအဆင်မပြေဖြစ်နေရတွေကတခါကျငွေကြီးကျက်တဲ့တော့ဟိုကြည့်နေတဲ့ဟိုပေါ့နော် လူရဲ့တစ်ဖက်သူကငွေကြီးကိုပို့ပြီးအာယုံဆိုင်လာတဲ့အချိန်မှာကိုကကြတော့ဟိုငွေကြီးတက်ဒီဒီပေါ့နော်အိမ်အောင်မှုတရားရင်အချီအချီအိမ်အောင်ကြီးကိုအာယုံဆိုင်ချင်တဲ့နှောက်သားမကိုက်တဲ့အချိန်ကြီးလည်းရှိရတယ်နော်အဲ့လိုအချိန်မျိုးဆိုရင်လည်းဒီလိုလေးအချိန်မပေးနိုင်လို့ဖြစ်တဲ့ပြဿနာလေးလည်းရှိနိုင်တယ်လို့တချို့ကြတော့လည်းကွာဒီငွေကြီးတစ်ခုအလောက်ကိုင်းတစ်ခုအဆင်မပြေဘူးဆိုရင်လေအိမ်အောင်မှုကိစ္စတွေမှာလည်းဒါအဆင်မပြေဖြစ်လာတတ်ကြတယ်ဒါတော့ နော်နော်အိမ်တော်ရှင်နေတိတယ်လीနော်ဒါဘလို့ပဲဖြစ်ဖြစ်ဘွားတကူကိုအချစ်တကူနဲ့တိဆောက်လို့မမရတာဆိုတော့ဒါမဲ့အချစ်ကလည်းရေးကြည့်ရဲ့နော်ဒါမဲ့အချစ်တကူနဲ့တိဆောက်လို့မရတော့နော်ဆရာမကတော့ရှွတ်ရှွတ်ရှဲရဲတွေပြောကုန်ပြီအချစ်တကူနဲ့တိဆောက်လို့မရတော့ဒီလိုငွေရေးကြည့်ကယ်ရီယာအလောက်ကန်ကိစ္စလေးတွေဂျားဝင်နောက်ဆက်ပြီးတော့ရောက်သွားအဆင်ပြေဖြစ်နေကြရတယ်ရှိမယ်ပေါ့နော်ပြီးတော့နောက်တစ်ခုဒီမှာတွေ့ရတာကအဲ့ခန်းစားချက်အပြင်တစ်ဖက်သူကကိုယ့်ဘောမိသားစုနဲ့ပြဆိုင်နဲ့ပြဿနာလေးလည်းရှိတယ်မိသားစုဆိုတာကသူ့မှာဟိုငကိုယ်တည်းကကိုယ်နဲ့မဆိုင်နဲ့ ူ့ရဲ့မိသားစု family problem လေးတွေရှိပုံရတယ်နော်ဒါကသူ့ဘက်မှာမဟုတ်ဘူးကိုယ့်ဘက်မှာဒါပေမဲ့ဒီ feeling ကတော့သူ့ဘက်ကသူ့ရဲ့ခံစားချက်သဘောထားကိုကြည့်ရပါတော့နော်ဒါပေမဲ့ကိုယ့်ဘက်မှာလို့လဲဆယ်မှာဘာလို့ပြောရလဲဆိုတော့တစ်ခါကျကိုယ့်ရဲ့အဲ့ဒီမိသားစုကိုသူ့ကြောင့်မဟုတ်တယ်ပေါ့နော်ကိုယ့်ရဲ့မိသားစုမိဘအပေါ်ထားရှိတယ်မောင်နှမသားချင်းအဓိကတော့မိဘပေါ့မိဘအပေါ်ထားရှိရဲ့ခံစားချက်သဘောထားရဲ့သူ့ဘောတော့တက်ရောက်တာပေါ့နော်ဥပမာကကိုယ့်ရဲ့ငယ်ဘဝမိသားစုမှာ ဘလိုမျိုးကြောင်ကြောက်ဖြတ်ခဲ့ရလဲအဲ့ဒီရစိတ်တန်ရတွေကသူနဲ့မှကြတော့သူ့ရဲ့ဒီအိမ်တော်ကြီးတခုကိုဘန်ကောကိုတိဆောက်တဲ့အချိန်ကျအစင်မပြေဖြစ်တာဒါလည်းဒါဒါလိုမျိုးတွေရှိနိုင်တယ်လို့သူအဲ့ဒီစိတ်ကလေးတွေကိုလည်းမင်းသူမင်းအဲ့ဒီအဲ့ဒီစိတ်တန်ရကိုတကယ်လို့ကိုဘန်မှာအဲ့ဒီစိတ်တန်ရတွေရှိရဆိုရင်မင်းပေါ့နော်အဲ့ဒီစိတ်တန်ရလေးတွေကိုပျောက်စီခြင်းနဲ့ပေါ့နော် healing လုပ်ပါလို့သူကပြောခြင်းနေတာ တကယ်လို့သူ့ဘက်မှာအဲ့ဒီခံစားချက်တွေရှိတယ်ပေါ့နော်အဲ့ဒီခံစားချက်ဆိုတာသူ့ရဲ့မိသားစုအတိုင်းဝန်အစင်မပြေခဲ့တော့သူ့အိမ်နောက်တစ်ခုထူထောင်တဲ့အခါမှာသူကိုယ်တိုင်းဝန်အစင်မပြေဖြစ်တာကြောက်စိတ်ကလေးတွေရှိရနော်အဲ့ဒါလေးတွေရှိရင်လည်းသူ့ဖက်နဲ့သူ့ကို healing လုပ်ပြုလုပ်လိမ့်မယ်ပေါ့နော်ဆိုတော့ဒီတလအတွင်းမှာကဘယ်လိုဖြစ်လို့လဲမသိဘူးဘိုင်းဝန်ဘိုင်းတူက action ကိုဒီခံစားချက်သဘောထားကြည့်အောင်နဲ့ကိုယ်ကပဲမမြင်ရဘူးခံစားချက်သဘောထားကတော့နည်းနည်းလေး silent ဖြစ်နေရပေါ့เนาะ silence mode ကိုရောက်နေတယ်။ဘာပြောရလဲဆိုတော့အခုကစာရင်တော့တလအတွင်းမှာ သူ့အတွေ့အကြံမှာတော့ရှိတယ်ဒါပေမဲ့ပြန်လာမလားပြန်မလားဟုတ်လားကိုနဲ့ပြန်ပြီးအဆင်ပြေမလားမပြေဘူးလားတိကျကြပြောလို့မရဘူးဘာလို့လဲဆိုတော့တတိယအကြောင်းရင်းနဲ့အများများနေတာဒီဒုတိယဂရုမှာလည်းတတိယအကြောင်းရင်းကရှိရနော်ပထမဂရုမှာတော့သိကြတယ်လူမျိုးကအဆင်ပြေတယ်တတိယအကြောင်းရင်းနဲ့ကြောင်းဝေးกว่าနေရတာပိုင်း2မှာကျတော့လူမျိုးကအဆင်မပြေဘူးလူနှစ်ယောက်ကလူနှစ်ယောက်ကလည်းအစင်မပြေဘူးမပြေတဲ့အပြင်ကိုမပြေရတဲ့အကြောင်းရင်းကလည်းတတိယအကြောင်းရင်းနေကြောင်းပေါ့နော် တော့ဒီမှာတော့တတိယလူတခြားလူတယောက်ကိုယ့်ဘက်မှာတော့၎င်းသူ့ဘက်မှာတော့၎င်းရှိတာတော့အရင်တော့မပေါ်ဘူးပေါ့နော်ရှိလားမရှိလားတော့ဒါမသိပေမယ့်အရင်မပေါ်ဘူးဘိုင်းဝမ်းမှာတော့နည်းနည်းလေးပေါ်တယ်ဆိုတော့အဲ့တော့ဘယ်လိုပြောရမလဲဘိုင်းတူကိုအနှစ်ချုပ်ရရင်တစ်ဖက်သူကကိုယ့်ဘောခန်းစားချက်သဘောထားချစ်လာဆိုချစ်တယ် နော်ပြီးရင်ကုလလော့ဆယ်တော့သူကိုရှိကိုစကားလာပြောတာအဆက်အသွယ်လောက်တာစားပို့တာတကယ်လို့နော်နိုကွန်တက်ဖြစ်နေတာအဲ့ဒါကြီးအရင်မှမျောနေအောင်ဘာလို့ဆိုတော့သူဒီချိန်ကောင်းကောင်တကူစောင့်နေနော်ပြီးတော့ဒီနှစ်ယောက်ကြမှာငွေရေးကြီးတွေအလုတ်ကင်တွေပို့ပြီးဆင်ပြလာတယ်တနေ့မှာဒီနှစ်ယောက်ကပို့ပြီးတော့ဆင်ပြလာနိုင်တယ်သူ့ရဲ့ခန်းစားချက်ကအဲ့လိုဖြစ်နေရနော်ငွေကို ငွေရှာခြင်းသေးတယ်အလုပ်ကိုဦးစားပေးလုပ်ခြင်းသေးတယ်နောက်တစ်ခုသူ့မှာရှိနေတဲ့ခန်းစားချက်တွေကိုသူ healing လုပ်ရအောင်မယ်ဆိုတော့ဒီတလအတွင်းမှာအဆက်အသွယ်ရဖို့ကတော့ရမယ်ဆိုရင်တော့မဟုတ်ဘူးเนาะသူသူအဆက်အသွယ်ပြုလုပ်ခြင်းနဲ့စိတ်ကအာနောက်ပိုင်းနေမှာပဲရှိနိုင်တယ်ဒီတလအတွင်းကတော့ဒီလိုစိတ်ကလေးဖြစ်နေသေးတယ်ပေါ့เนาะဒါပေမဲ့ action ကတော့မတိကြပါဘူးခန်းစားချက်ကဒီလိုဆိုပေမဲ့တစ်ခါကျ action ကကြတော့ တစ်မျိုးဖြစ်ရင်ဖြစ်တာပေါ့နော်ဘာလို့တော့တတချို့ကကြတော့လာခန်းစားချက်သဘောထားနဲ့အရှင်နဲ့ကိုက်တယ်တချို့ကကြတော့လာသူတို့ခန်းစားနေရတာတစ်မျိုးဒါလူတိုင်းမှာရှိရလေနော်စိတ်ထဲမှာတစ်မျိုးတကယ်လက်တွေလှုပ်ဆောင်ပြီးတော့တစ်မျိုးဆိုတာမျိုးလည်းရှိတယ်အဲ့တော့အရှင်ကတော့တသက်ဖက်ကြည့်မှရမယ်အဲ့တော့ဘိုင်းတူးလေးလည်း energy ကိုက်တယ်ဆိုရင်စင်မရှိဘူးဒါကတော့ original map 5ပေါ့နော်တီးထက်မေးခြင်းတဲ့လူတွေကတော့အဲ့ဒီ package လေးတွေကို ဟို booking တင်ပြီးတော့မေးကြည့်လို့ရပါတယ်လို့เนาะ buy one လေးတို့ပြောနေတာပဲကျွန်မအပိုင်းဒီနောက်ပိုင်းမှာ24နာရီ emergency reading တို့3ရက်အတွင်းဖက်ချပြီး reading တို့လည်းဖွင့်ထားပေးပါတယ်ဒီရက်ပိုင်းတော့နည်းနည်းလေးပြန်အားသွားပြီပေါ့နော်음ကျွန်မအားသွားပြီအဲအဲ့တော့ကျမရေးရေးပေါ့ကျမရေးကိစ္စလေးပုံမှာလွယ်လို့ကျန်တဲ့ရက်တွေတော့အဆင်ပြေပါလေလို့เนาะအခုကရာသီအပြောင်းလဲဆိုတော့အားလုံးလည်းဂရုစိုက်ကြပါကျမရေးအဲ့တော့အဆက်ဆက်ရေးအဆင်ပြေကြပါစေနှစ် အဟောင်းကုန်ပြီးတော့နှစ်သစ်တစ်ခုကိုလည်းကူပြောင်းတော့မယ်ဆိုတော့ energy ကောင်းတာလေးတွေနဲ့ပဲကူပြောင်းချရအောင်ပါတကယ်တော့2026ကကံကောင်းမဲ့နှစ်ကလေးမို့လို့ဒီရလေးကိုပြပြရွှေရွှေနဲ့ကူပြောင်းနိုင်အောင်အင်းကောင်းတာလေးတွေပဲတွေးပြီးတော့ happy new year ကြမယ်เนาะအခုတော့ဒီမှာပဲဒီပညာဒါန reading လေးတော့ဒီမှာပဲရပါမယ်ရှင်ကျေးဇူးများတင်ပါတယ်နောက်မှပြန်တွေ့ကြပါမယ်တတ်တာ